ဒီနေ့ခေဦးဇင်းတို့အများရှိခိုးကြောက်နေကြတယ်နမောတတဗကအဝတ္တောအရဟတောသမ္မာသမ္ဗုဒ္ဓတဘုရားရှင်တတော်ထေရရှိစဉ်တုန်းကဒီဘုရားရှိခိုးကိုဘယ်သူကစခဲ့သလဲဆိုပြီးတော့ဒီနေ့ခေဆိုရင်တော့မူပိုင်ခွင့်လို့ပြောရမှာပေါ့နော်မူပိုင်ခွင့်တင်မထားလို့ဘယ်သူကအစဘယ်သူကမူပိုင်တယ်ပေါ့အဲ့ဒါဘယ်သူတွေကစတယ်ဆိုအစကတူကဒါတယောက်တည်းရှိခိုးထားတာမဟုတ်ဘူး နမောတတတော့အပြည့်စုံဖြစ်ဖို့၅ရောက်တောင်ပါတယ်။နံပါတ်၁ပုဂ္ဂိုလ်ကတာတာကိရိတာတာခိရနတ်မင်းကြီးနဘလူမင်းကြီးပါသူကသူကဘုရားရှင်ကိုနမောဆိုပြီးဒီလိုရှိခိုးတယ်နမောတလုံးနဲ့အဒူရေလို့ရရောက်ဒူရေနတ်မင်းကြီးကတော့တတ်တာအဲ့လိုရှိခိုးနံပါတ်၃ စတုမာရဏမင်းကြီး၄ပါးကသာတော့ပခဝတ္တောတို့ရှိခိုးကြတဲ့တရားမင်းကြီးကတော့အရဟတောလို့ရှိခိုးပြန်တဲ့ဇမမင်းကြီးကသမ္မာသမ္ဗုဒ္ဓတ္တာလို့ရှိခိုးတဲ့အဲ့ဒီလိုတရားကြီးတဲ့ဘလူးမင်းရဲ့ ရာဟုအသူရိုင်နာမင်းကြီးရဲ့စရုမာရနာမင်းကြီး၄ယောက်ရဲ့ကြာနာမင်းရဲ့မြတ်မာမင်းရဲ့၅ယောက်ပေါင်းမှနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတာဆိုပြီးတော့ဘုရားရှိခိုးပြည့်ပြည့်စုံစုံဖြစ်သွားတယ်ပေါ့အဲ့ဒါကိုပဲအလွန်ကောင်းတဲ့ဘုရားရှိခိုးတစ်ခုအနေနဲ့ဒီနေ့ခက် ရှင်းအစင်လာတာအတုံးပြူလာကြတာဒီနှစ်ခေတ်တိုင်အောင်ပါပဲเนาะဒါတော့တတရဲ့အစအဲ့ဒီ၅ရောက်ကစတယ်ပေါ့